ငလင်းဆိုတာကျူတင်မခံမနိုင်တဲ့သဘာဝဘေးတစ်ခုပါဒါပေမဲ့နေထိုင်တဲ့အဆောက်အဦနဲ့ဝင်ကျင်ကဘလောက်လုံခြုံမှုရှိနိုင်မလဲဆိုတာကိုအချက်အလက်တွေနဲ့စမ်းစစ်ပြီးကြိုတင်ပြင်ဆင်ထားနိုင်ပါတယ်။ဒီဗီဒီယိုမှာတော့တင့်အိမ်နဲ့ပတ်ဝန်းကျင်ငလင်တန်းခံနိုင်ရည်ဘလောက်ရှိမရှိဘလို့စစ်ဆေးမလဲဆိုတာအစင်လိုက်ပြောပြပေးသွားမှာပါ။ပထမဆုံး တဲ့အဆောက်အုံရဲ့အခြေအနေကိုစစ်ဆေးပါကိုနေထိုင်တဲ့နေရာပတ်ဝန်းကျင်ဟာဘယ်ငလျင်ပြင်းအားဆုံးအတွင်ရှိတယ်လဲဆိုတဲ့အချက်ကိုအဆောက်အဦးတိဆောက်ရာနဲ့ပြင်ဆင်ရာမှာထည့်သွင်းစဉ်းစားပြီးငလျင်တန်ခံနိုင်ရှိအောင်လုပ်ရမှာဖြစ်ပါတယ်အဆောက်ဦးအဟောင်းနဲ့အသက်အသက်ဆောက်ထားတဲ့အဆောက်ဦးတွေကငလျင်တန်ခံနိုင်ဖို့ဒီဇိုင်းဆွဲထားတတ်ပါတယ်အုံမြင့်နှက်ချင်း အုံမြင့်တဲ့အဆောက်အဦတွေကပိုလုံးကျုံပါတယ်။အဆင့်မြင့်ဒီဇိုင်းအဆောက်အဦတွေမှာ base isolation ဒါမှမဟုတ် damping system တွေပါရင်ပိုကောင်းပါတယ်။ဒါအပြင်အိမ်နံရံမှာအကြောင်းတွေအိမ်အမိုးနဲ့တိုင်တွေမှာရိုင်းတဲ့နေရာမျိုးရှိမရှိ ပုံမှန်စစ်ဆေးပါ။ တဲ့အိမ်တီရှိရာမြေပြင်အမျိုးအစားကလည်းအရေးကြီးပါတယ်။မြေပြော့ဒေသဥပမာရွှွန်မြေမြေနားတဝိုက်တွေဟာငလျင်လှုပ်ရင်မြေပြင်ပိုပျက်စီးနိုင်ပါတယ်။တောင်ဆောင်တဲ့အနီးအနားတွေမှာတော့မြေပြိုနိုင်ခြေရှိရာကိုသတိပြုရပါတယ်။အနီးအနားမှာရေလောင်တာတမန်လိုကြီးမားတဲ့အဆောက်အဦတွေရှိရင်ငလျင်ဖြစ်ချိန်မှာပြိုကျနိုင်တဲ့အန္တရာယ်ကိုလည်းထည့်တွက်ပါ။ငလျင်တန်းကြောင့် ထိခိုက်ပျက်စီးမှုဟာငလျင်ဗဟုချက်နဲ့အနီးဝေးငလျင်ပြင်းအားနဲ့မြေတွင်းအနက်ပေါ်မှာမူတည်ပြီးလဲပျက်စီးမှုအနေများဟွာခြားနိုင်ပါတယ်။မိမိအဆောက်အဦရဲ့ငလျင်တန်ခံနိုင်ရည်ကိုကိုယ်တိုင်စမ်းစစ်မှန်းဆနိုင်မယ့်အချက်တွေကိုလည်းမြန်မာနိုင်ငံငလျင်ကော်မတီကခုလိုဖော်ပြထားပါတယ်။တဲ့အဆောက်အအုံတရှိသည့်ငလျင်စုံဖြက်စီးမှုများစုံနဲ့ပြင်းထန်စုံငါးမှတ် အပြင်းဆုံးနဲ့အလဲအလတ်ဆုံးသုံးမှတ်အားနည်းဆုံးတမှတ်အဆောက်အအုံကိုတိဆောက်ခဲ့သည့်နှစ်အပိုင်းအကြား1960ခုနှစ်မတိုင်ခင်၅မှတ်1960 2000ခုနှစ်အတွင်းသုံးမှတ်2000ခုနှစ်နှောင်းပိုင်းတမှတ်သုံးအဆောက်အအုံကိုအသုံးပြုပေါ်အရေးကြီးအရေးပေါ်အဆောက်အုံအနည်းနဲ့သုံးမှတ်အများနဲ့ဆိုင်သောအများအသုံးပြုသောအဆောက်အုံအနည်းနဲ့နှစ်မှတ် မိသားတစုသာနေထိုင်သောတာမန်အဆောက်အုံတမန်လီအဆောက်အုံအမျိုးအစားအုံနှင့်အုံညာတစ်သားတိုင်းအုံနိုင်ညာအဆောက်အုံငါးမှတ်တန်ကူကွန်ကရစ်အာစီနဲ့တန်ဒစ်စတီအဆောက်အုံသုံးမှတ်တစ်သားအဆောက်အုံတမန်ငါအဆောက်အုံတိဆောက်ထားသောပုံစံတီပုံစံယူပုံစံအယ်ပုံစံအတွန့်အတန့်များသောပုံသုံးမှတ်မတိပါ မတိကြပါနှစ်မှတ်၄000ပုံစံတမှတ်6အဆောက်အုံရဲ့အထက်အမြင့်၈ထက်နဲ့အထက်ဆို3မှတ်3တမှတ်9ထက်အထိဆိုရင်နှစ်မှတ်2ထက်အထိဆိုရင်တမှတ်9အဆောက်အုံအောက်ပိုင်းရှိအားနေသောအထက်အားနေသောအထက်ရှိတယ်နိုင်ရမရှိသောအထက်တိုင်တူတိုင်ပြောက်စု၅မှတ် အထက်များမတူညီပါ။၃မှတ်အထက်တိုင်းတူညီရဲဆိုတမှတ်၈။အဆောက်အအုံကိုတိဆောက်ခဲ့သူသည်ဘီတုကာအင်ဂျင်နီယာမှတိဆောက်ခဲ့ခြင်းမဟုတ်ပါ။၃မှတ်တိချစွာမသိပါ။၂မှတ်ဘီတုကာအင်ဂျင်နီယာမှတိဆောက်ခဲ့ပါသည်။၃မှတ်အဆောက်အုံရဲ့လက်ရှိအခြေအတွေးညံ့နေဆို၃မှတ် မတိပါအတင်အတင်ဆိုနှမကောင်းတယ်ဆိုရင်တမမိမိရဲ့အဆောက်အအုံဟာစုစုပေါင်းရမှတ်16မှတ်နှစ်အောင်ရရှိပါက ငလင်တန်ခန္ဓာရည်ကောင်းမွန်တယ်လို့ယူဆနိုင်ပါတယ်16မှတ်နဲ့23မှတ်အကြာရရှိပါက ငလင်တန်ခန္ဓာရည်အတင်အတင်ရှိတယ်လို့ယူဆနိုင်ပါတယ်24မှတ်နဲ့အထက်ရရှိပါကကျွမ်းကျင်တဲ့အဆောက်အအုံဆိုင်ရာအင်ဂျင်နီယာရဲ့အကြံဉာဏ်ကိုရယူပါအသေးစိတ်စစ်ဆေးခြင်းနဲ့လိုအပ်ပါက ငလင်တန်းခံနိုင်ရန်အတွက်မိုးမှန်အားဖြည့်မှုများစောင့်ရွက်ရန်လိုအပ်ပါတယ်။ခုပြောပြပြီးတဲ့အချက်တွေနဲ့ကိုယ်နေအိမ်ဝန်းကျင်ငလင်တန်းခံနိုင်ရည်ဘလောက်ရှိနိုင်မလဲဆိုတာစမ်းစစ်နိုင်မှာဖြစ်ပါတယ်။ဒီဗီဒီယိုလေးကအသုံးဝင်နေဆိုရင် like ကို share လုပ်ပေးပါ။ဘေးကင်းလုံခြုံတဲ့နေရက်တွေကို ဖန်တီးနိုင်ကြပါစေ။